်ဆီယနာသိမ်းမှုကိုအဆုံးသတ်ပေးမဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအီမွန်ကပြောပါရီပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုဥဆောင်ခွက်ကဲမဲ့တပ်မိုးတန်တန်အပတ်စဉ်တင်းမြင့်ဆောင်2024စင်ပွဲသို့ပေးပို့တဲ့မတ်ရှိရနေ့ရက်စွဲပါတောင်းလွာမှာသူကထည့်သွင်းပြောဆိုခဲ့တာပါ PDF ဖခဖနဲ့မဟာမိတ်ဒေါ်လာရင်းအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့လိုလိမ့်မယ်လို့ဆိုပါတယ်။စီရီယံပိုကြီးစင်ရော်ကအခုနှစ်အတွင်းအကောင့်ထဲပေါနိုင်မယ်ဆိုရင်နှွေဦးဒေါ်လာရင်းအောင်မြင်မှုအရွေးတစ်ခုဖြစ်လာနိုင်ပြီးဆရာနာရှင်စနစ်အပြီးတတ်ဖို့အရှိန်ယူရအောင်မယ်လို့တုံးသက်ပါတယ်။စီမံချက်တွေပေါ့နော်။စီမံချက်တွေအပြီးရင်အတက်စီမဲ့စကားတွေပြောရတာလည်းရှိတာပေါ့နော်။ အစိတ်သက်စစ်စင်ရေးရဒါမဲ့ကျွန်တော်တို့စီမံချက်တွေကိုအကောင့်ထဲဖွင့်နိုင်မယ်ဆိုရင်တော့ဒီ2025ခုနှစ်အတွင်းမှာမြေဥတော်လန်ရေးအရွေးတစ်ခုအနေနဲ့တော့အောင်မြင်မှုမှတ်တမ်းနေစိုက်ထူနိုင်မှာဖြစ်ပါတယ်အပိဓာတ်2025ခုနှစ်အတွင်းမှာတော့အပိဓာတ်ပေါ့နော်အပိဓာတ်တက်ခိုက်နိုင်မှုဆိုရင်တော့ကျွန်တော်တို့တွေအရှိန်အများကြီးယူအောင်မှာဖြစ်ပါတယ်အဲဒါနဲ့ပို့ပြီးတော့လေရေပက်မွေနဲ့စီလုံးမှုမျိုးတိဆောက်အောင်မှာဖြစ်ပါတယ်ခင်ဗျ တစ်ဖက်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ဘယ်လာရုစ်ခီးစင်အတွင်းထုတ်ပြောထားတာပါ။အာနာသိမ်းမှုကလည်း၄နှစ်ကျော်ကာလကိုရောက်ရှိလာပြီးမို့အခုနှစ်ဟာစစ်ကောင်စီနဲ့တော်လိုင်းအဖွဲ့တို့ကြားစီးရေးရဖြစ်စေနိုင်ငံရေးရဖြစ်စေတစ်ဖက်ဖက်ကအသာစီးရဖို့ကြိုးပမ်းလာနိုင်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။ ဒါကြောင့်2025ခုနှစ်အတွင်းဆ ਿਆ နာရှင်စနစ်ကိုတော်လိုင်းအင်အားစုတစ်ခုလုံးကဟန်ကျက်ညီညီအမြင့်ဖြတ်ဖို့အချင်းချင်းကြားအချိတ်ဆက်မိမိနဲ့တပြိုင်နက်တည်းတိုက်ခိုက်ဖို့လိုနေပြီလို့စီရေးကက်ခတ်တွေကထောက်ပြကြပါတယ်။တောင်ဝလာတဲမှာတော့တော်လိုင်းရင်စောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောက်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းတာနဲ့စီရေးလှုပ်ရှားနိုင်အောင်ပထမအဆင့်ကျူးပန်းခဲ့ရပြီးဒုတိယအဆင့်အနေနဲ့မဟာပြူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်တတိယအဆင့်အနေနဲ့ဆက်နာသိမ်းမှုကိုအဆုံးသတ်ပေးမယ်အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲဖို့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောဆိုလာတာပါမော်ပြီဒေါ်လာရေးတပ် MSRF ပြောခွင့်ရတဲ့နေကားကအထွေထွေထိုးစစ်အတွက်ပြင်ဆင်ဖို့အများကြီးလိုသေးတယ်လို့ NUG အနေနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေရဲ့ယုံကြည်မှုကိုမတိဆောက်နိုင်သေးဘူးလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကပြင်ဆင်ဖို့အများကြီးလိုပါသေးတယ်လူသူအင်အားကရှိသည့်တလောက်ရှိပေမဲ့ကျွန်တော်တို့လက်နက်အင်အားမပြည့်ပေးနိုင်ဘူးဗျနောက်တစ်ခု ိုပြီးအရေးကြီးတာကခုနပြောတယ်တိုင်းသားလက်နဲ့ကင်အဖွဲ့အစည်းတွေရဲ့ယုံကြည်မှုကို NUG ကเนาะဒီ၃နှစ်တာလေးနှစ်အတွင်းမှာမတိဆောက်နိုင်ခဲ့သေးဘူး NUG NUCC ဆိုတဲ့နိုင်ငံရေးဘော်ဒီတွေကတိုင်းသားအားလုံးလက်ခံနိုင်ခဲ့เนาะတော်လိုင်းရေးကာလဖက်ဒရယ်မူကြမ်းလေးတစ်ခုတောင်မှပြည့်ပြည့်စုံအောင်မဆွဲပေးနိုင်ခဲ့ဘူးဒါတွေကအင်မတန်မှအရေးကြီးပါတယ် တော်လိုင်းကာလမှာတိုင်းသားအလုံးနဲ့ပြည့်ပြတ်အောင်သဘောတူညီမှုတည်းရမဆွေးနွေးနိုင်ရင်ယုံကြည်မှုမတည်ဆောက်နိုင်ရင်အတူတူထိုးစစ်ဆင်နွှဲဖို့အခက်အခဲတွေအများကြီးရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်။ဒါကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ဟန်ချက်ညီညီထိုးစစ်မဆင်နွှဲနိုင်ဘူးဆိုရင်တော်လိုင်းဟာရှေ့ကြလာမှာဖြစ်လို့ပြည်တွင်းစစ်မီးကလည်းပုံမတောက်လောင်ကပြည်သူတွေပိုပြီးဆင်းရဲဒုက္ခကြုံတွေ့နေရမယ်လို့နန္ဒကားကမှတ်ချက်ပြုပါတယ်။အန်ယူချီကတော့ဖက်ဒရယ်အသွင်ကူးပြောင်းရေးစီမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရေးမှာ ရွေချက်တူတဲ့တော်လိုင်းအင်အားစုတွေနဲ့အတူစူပေါင်းရေးဆွဲနေတယ်လို့ match ၄ရက်နေ့မှာထုတ်လွှင့်တဲ့ပြည်သူလူထုတို့သတင်းစကားမှာထုတ်ပြောခဲ့ပါတယ်။ယာယီသမနာဒူဝါလက်ရှိလာကလည်းအန်ယူဂျီအနေနဲ့တိုင်းတန်းလန်းနဲ့ကန်တော်လိုင်းအဖွဲ့တွေနဲ့ယုံကြည်မှုတိဆောက်ရေးကိုအတိုင်းအတာတစ်ခုအထိလှုပ်ဆောင်နိုင်ခဲ့ပြီလို့အခုနှစ်ဆန်းပိုင်းမှာပြောဆိုထားတာပါ။အန်ယူဂျီရဲ့မဟာမိတ်တိုင်းတန်းလန်းနဲ့ကန်အဖွဲ့တွေထဲမှာကင်မျိုးသားစီယုံ KNU ၊ချင်းမျိုးသားတပ် CNF နဲ့ကင်နီမျိုးသားထွတ်တဲ့ပါတီ KNPP တို့အဓိကပါဝင်နေပြီး တခြားတိုင်းဒေသလက်နက်ကိုင်အဖွဲ့တချို့နဲ့လည်းစီးရဲအရာပူးပေါင်းမှုတွေရှိနေပါသည်